တော့သူတော်ကောင်းဆိုတဲ့အတိတ်တွေကိုတတ်မှတ်တဲ့နေရာမှာအကြီးသေးတွေကိုထုတ်ပေါ်ပြီးတော့တတ်မှတ်တဲ့စနစ်တစ်ခုလည်းရှိသေးတယ်။ညတိကတတ်မှတ်ထားတဲ့အကြီးသေးတစ်ခုကမှတ်သားချက်ကောင်းတော်ရင်းလာတဲ့တေကသူတော်ကောင်းတို့ဘယ်ပုဂ္ဂိုလ်မျိုးကိုသူကခေါ်တယ်လဲ။ကံနဲ့တက်တာဖတ်ထားတဲ့စံတစ်ခုပေါ့နော်။ ခန္ဓာရေဝင်အားဖြင့်ခြုံပြီးတော့သူတော်ကောင်းဆိုတာတည်လားနဲ့ပြင်ညာရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတာဝရိဇံကငတ်တွေကအတိမတ်ထုတ်ထားတဲ့သူတော်ကောင်းဆိုတာအဲ့ဒီခဲကနေရွေးထုတ်ပြီးတော့အကြီးအသေးခွန်ရက်ကိုသူကထုတ်ပေါ်ပြီးတော့ပြတ်တာသူတော်ကောင်းဆိုတာဒါဟာလေဒီရေသေးခွန်ရက်ကိုတတ်မှတ်ပြီးတော့ကြံကြံပြောဆိုတာဟာလည်း တို့လက်တို့ရဲ့ဘင်းရဲ့လက်တို့ရဲ့ခေါင်းဆောင်ဖြစ်တယ်။တရားမင်းကိုယ်တိုင်ယူပေါ်တယ်မှာချက်သုံးခဲ့တယ်။ချက်ဝတ်တွေကိုရည်ညွှန်းတာ။တရားမင်းကြီးရဲ့လက်ကွာတော့ကသူကိုယ်တိုင်ချက်သုံးလိုက်တာခဲ့တဲ့ချက်ဝတ်တရားတွေအဲ့ဒီချက်ဝတ်တွေကိုချက်တဲ့ပုဂ္ဂိုလ်အဲ့ဒီရည်ချင်းတွေကိုချင်းတရားတွေလည်းပြေးသွားတဲ့ပုဂ္ဂိုလ်သူတို့ကောင်းလို့တာဝန်နဲ့တတ်တယ်ကတတ်မှတ်ကြတယ်။ အဲ့ဒါဘာလို့ဆိုလို့ရှိရင်သူကရောက်လာတဲ့အခါလူတွေဟာပထမဆုံးခြေစရှိတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ဆိုရင်အမေနဲ့အေးဒီပါနှစ်ပါဒီဘက်ကပါဟာယေရှုရှိဆုံးပုဂ္ဂိုလ်ကြီး။အဲ့ဒီယေရှုရှိဆုံးပုဂ္ဂိုလ်ကိုယေရှုဆက်တက်လို့ရှင်သာသူတော်ကောင်း။

အမိဘကတော်တဲ့အမျိုးတွေရှိတယ်အဖေဘကတော်တဲ့အမျိုးတွေရှိတယ်ကုမိသားစုထဲမှာကိုယ့်ရဲ့အသက်ကြီးတဲ့အကိုတွေအမတွေဆိုတာမျိုးတွေရှိတယ်အဲဒီကိုယ့်အမျိုးတွေကလေးစားတော့တဲ့လူကြီးသူမတွေကိုလူတွေလေးစားတခုပြုတ်တဲ့ပုဂ္ဂိုလ်အတိုင်းလောကောင်းအဲ့တော့အပြန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်အမေကြီးကိုမပြုတ်စုဘူးဆိုရင်ပြုတ်ရောပါ ဝေတလတောက်တာမှဒီလိုပဲပေါ့သူတော်ကောင်းရဲ့စံကျက်ဘက်ကသူယုံမှာအမင်းကြီးကျူးစုမယ်ဆိုရင်သူတော်ကောင်းဆွေတဲ့မျိုးကကြီးတဲ့ပုဂ္ဂိုလ်တွေကိုယုံသိလေးစားတယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းသူတော်ကောင်းပဲသူတော်ကောင်းလို့တတ်မှတ်အင်္ဂါနှစ်ချက်ရနောက်တစ်ခုကဘာလို့ဆိုရင် ကားပြောတဲ့အခါမှာတိမ်တိမ်ဝွင့်ဝွင့်ကြီး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 ပြောတတ်တဲ့ပုဂ္ဂိုလ်ဟာတော့သူတော့ကောင်းပါလိမ့်မယ်။လူညံ့တိမ်ဝွင့်တဲ့စကားပြောရမယ်။ချမ်းချမ်းတဲ့စကားမျိုးကိုဖုဒ္ဓဝါစာလို့ဖုဒ္ဓဝါစာပြောလို့ရှိရင်မိစ္ဆာဝါစာဖြစ်တယ်။ဒါကြောင့်ချမ်းချမ်းတဲ့စကားမျိုးမပြောရဘူး။ဘယ်လိုစကားမျိုးပြောတော့ဆိုရင် ယနာဝါစာနေလာသူပြောလိုက်တဲ့စကားတခုကအပြစ်အပြစ်ကင်းတဲ့စကားကိုဖြစ်ရမယ်ကန္နတုခကြားလိုက်ရတဲ့ပုဂ္ဂိုလ်ထဲမှာနာချမ်းတဲ့ပုဂ္ဂိုလ်ရဲ့နာချမ်းသာတော့နာချမ်းသာတယ်ဆိုတော့တင်စားပြီးတော့ပြောတော့စိတ်ချမ်းသာမှုဖြစ်စေပေမနီယာဒီစကားကိုလူတိုင်းက မြင့်မြို့ကြအဲ့ဒီကမှစိတ်ထဲနှလုံးထဲမှာရောက်သွားတယ်ဘုမုဆနာကံကလူအများကကြိုက်တယ်ပေါ်ရင်တကယ်ချင်းကြီးတဲ့မျိုးသူမျိုးသားတွေ30ကနှုတ်ဖြစ်တယ်အဲ့ဒီလိုစကားပြောလို့ရှိရင်ရင်ရင်ချင်းချင်းတိမ်တိမ်ဝဲဝဲနဲ့ နားထောင်ရတဲ့တပည့်သားနားချမ်းသာလို့စိတ်ထဲနှလုံးထဲမှာစိတ်ဝင်သွားတဲ့စကားမျိုးကိုလေဒါကချွေးချွေးဖြစ်ဖြစ်ပြောတာမျိုးပြောတာမဟုတ်ဘူးနော်အဲ့ဒါမျိုးကိုပြောတာသူပြောတဲ့စကားလုံးတွေကတန်ဖိုးရှိလိုက်တာတပည့်သားကစိတ်ချမ်းသာစရာဖြစ်တယ်ကြားလိုက်ရတဲ့စကားလုံးကလည်းတန်ဖိုးရှိတယ်အနှစ်သာရရှိတယ်ဒီစကားမျိုးကိုဆိုအဲ့ဒီစကားမျိုးကို ြောလို့ရှိရင်ကဖုတာဝါစာကကိလေသာပန္နတိမ်ဝိရတခိလသမ္မာတပြည့်ပြည့်ပြည့်ပြောတတ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုလည်းပဲတာဝရဏတ္တပြည့်ကနတ်တွေကသူတို့ကောင်းလို့တပ်ခတ်နောက်တစ်ခုကအယက်ထဲမှာနေလို့ရှိရင်အချို့ပုဂ္ဂိုလ်တွေကအယက်ထဲကလူတွေတယောက်နဲ့တယောက် တဲ့အိမ်နဲ့တဲ့အိမ်မိသားစုတူနဲ့တူမတည့်အောင်အတင်းချင်းပြောတတ်တဲ့အလေးချာရှိတယ်ဆိုတာအလုံးလေးလူတယောက်ဆုံးပြီးလို့ရှိရင်နောက်တစ်ယောက်အကြောင်းပြောမိတတ်ကြတယ်ပြောရဆိုတာအကောင်းပြောတာတဲ့အဆိုးပြောတာကပုံမြန်တတ်တယ်နော်ဒါသူ့ရဲ့ဘဝဘာကိုပြောတော့အဲ့ဒါလို့ပြောတဲ့အခါမှာ ဒါအတင်းချင်းပြောတော့ခေါ်တာပါအဲ့ဒါလို့အတင်းချင်းပြောလို့သူတို့နှစ်ယောက်ကကျန်တဲ့လူတယောက်ရဲ့အတင်းချင်းနေပြောပြီးတော့တယောက်ကသွားပြန်ရှိလို့ထသွားလို့ရှိရင်ကျန်တဲ့လူတယောက်ကပါပြောတော့ဆိုရင်မင်းငေါ်လိုက်တဲ့သူလည်းတူတူပါပဲလို့အဲ့တော့လူကြီးရဲ့အချက်မှာ တင်းဖြင့်ပြောတာမျိုးဂုံးတိုက်တာမျိုးတရားနဲ့တရားမတက်အောင်လုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေရှိတယ်။အဲ့ဒီစိတ်ဓာတ်မျိုးကင်းပြီဆိုလို့ရှိရင်သူတော်ကအေးအစဉ်ပြေလို့တရားနဲ့တရားအထင်းနေနေလွယ်ပြီးမတက်ဘူးဆိုလို့ရှိရင်ဘိညာဏတန္တတာကိုယ်နေတဲ့လူတွေကိုစိတ်ဆက်ပေးတယ်ပြန်ပြီးတော့ညီညွတ်အောင်လုပ်ပေးတယ်တိဋ္ဌာဏလုပ်ပါတာ ိုးခင်ခင်မင်းမင်းရှိနေတဲ့ပုံကိုယ်လေးပို့ပြီးတော့ခင်ခင်မင်းမင်းရင်းနှီးနှီးဖြစ်အောင်ပြောပေးတယ်။တမက္ကကရဏေဝါစံပါတိတ။ညီညွတ်တဲ့စကားလုံးတုံးနေတူညီညွတ်အောင်လာပြောတယ်၊ကွဲမပြောမဲ့စကားမျိုးမတယောက်တယောက်မတည့်ဘူး၊ထင်လွဲမဲ့စကားမျိုးဘယ်တော့မှမပြောဘူး။ကြမ်းမင်းကြီးကိုယ်လည်းလူ့ဘဝလောကမှာနေတော့အချင်းတို့တရားတွေကိုတလေးစားနိုင်တာချင်းနေ ဟိုအရက်ထဲမှာဆိုလို့ရှိရင်ဒီလိုတင်းချင်းပြောပြီးတယောက်နဲ့တယောက်မတည့်အောင်လုပ်တဲ့ပုံကိုရှိရင်ညီညွတ်ရေးဖြစ်ပြန်စေတာပေါ့အဖွဲ့အစည်းတစ်ခုမှလည်းဒီလိုပုံကိုပါလာလို့ရှိရင်ညီညွတ်ရေးဖြစ်စီပါညီညွတ်မှုဖြစ်စီသွားတာကမေတ္တာဖြစ်စီသွားတာပဲအဓိကရင်ထဲနှလုံးထဲကမေတ္တာကြီးခန်းချောက်ပါမေတ္တာခန်းချောက်သွားကြတဲ့ကတယောက်တယောက်မကောင်းမမြင်တော့ဘူးလေအဲ့ဒါမျိုးမဖြစ်ရအောင် ညင်ညွတ်တဲ့စိတ်ဓာတ်ကိုဖြစ်ပေါ်စေတယ်။အဲ့ဒါကသူတော်ကောင်းတွေလေတဲ့။ဒါတာဝန်နဲ့လက်တွေကအတိမပြည့်တဲ့သူတော်ကောင်းနောက်တစ်ခုကမစ္စရိယတရားကိုဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်မစ္စရိယဆိုတာဘာပြောတာလဲကိုရထားတဲ့အခွင့်အရေးတခုကိုသူများကိုမရရှိချင်တာမစ္စရိယ သမာဟိပြောနေကြတဲ့ပိစရိယဆိုတာမမျောတယ်လို့ပြောကြတယ်။မမျောတယ်ဆိုတဲ့အဓိပ္ပာယ်ကကိုပစ္စည်းကိုမလူရဲလို့မမျောတယ်ဆိုတဲ့အဓိပ္ပာယ်ကမမျောတဲ့ပင်ကြ။ပိစရိယဆိုတာအဲ့ဒါမဟုတ်ဘူး။အဲ့ဒါလည်းမကဘူး။ပိစရိယဆိုတာကိုရထားတဲ့အခွင့်အရေးကိုသူများမရစေချင်တာ။ကိုအောင်မြင်ကြီးပွားတယ်လို့သူတစ်ပါးတွေမကြီးပွားစေချင်တာ။ခံမျိုးပိစရိယဆိုတာ ွန့်တူဥမာပဲလူတယောက်ရဲ့ခုံကျေးဇူးကိုချီးမွမ်းတဲ့အခါမှာပေါ်ပေါ်တည်တည်အမှန်အတန်တိုင်းရှိတဲ့လောက်မချီးမွမ်းနိုင်ဘူးထိချမ်းထားတယ်ဒါလည်းမစ္စရိယမစ္စရိယအဲ့ဒီသူအဲ့ဒီထဲမှာအဆုံးဆုံးကတော့မစ္စရိယတရား၅မျိုးရှိတဲ့ထဲကဓမ္မမစ္စရိယအဆုံးဆုံးပဲဓမ္မမစ္စရိယဆိုတာ ကိုသိရတဲ့တတ်ပညာတရားဓမ္မနဲ့ပတ်သက်ပြီးဝန်တူပြီးသူများကိုမပြောသိသွားလို့ရှိရင်ကိုသိတဲ့တရားသူများသိသွားလို့ရှိရင်ကိုလက်သူနဲ့တန်းလို့ဖြစ်သွားမှာဆိုပြီးတော့ဝန်တူတယ်။တန်တန်ဖန်ဖန်ဝန်တူလာနော်။အဲ့ဒါမျိုးဓမ္မပစ္စရိယလို့ခေါ်။တရားပစ္စရိယတွေကအာဝါဒပစ္စရိယ။အသောအူနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ဝန်တူတာကုလပစ္စရိယ ကိုယ့်ရဲ့အပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့ဝန်တိုရာလာဘမစ္စရိယကိုရတဲ့တဏ္ဍာနဲ့ပတ်သက်ပြီးတော့ဝန်တိုရာဝန်နမစ္စရိယခုံကျေးဇူးတို့ချီးမွမ်းခံရတဲ့စကားတို့နဲ့ပတ်သက်ပြီးတော့ဝန်တိုရာဓမ္မမစ္စရိယတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဝန်တိုရာလို့လို့ဝန်တိုမှုမစ္စရိယတရား၅မျိုးရှိအချင်းအချင်းတော့ကိုကြီးပွားသလိုမကြီးပွားစေချင် အဲ့ဒီမစ္စရိယတရားဟာဘာနဲ့ရှင်တွဲတာလဲဆိုရင်ဒေါသနဲ့ရှင်တွဲတာဒေါသနဲ့မတွဲဘူးနော်မပြောရဲဆိုတဲ့လူဒေါသနဲ့တွဲတယ်လို့ထင်ကြတယ်မဟုတ်ဘူးမစ္စရိယကဒေါသနဲ့တွဲတယ်မစ္စရိယရဲ့သဘောတရားကိုကြည့်ကြည့်အလုံးတွေ့ဘူးကြပါလိမ့်မယ်ကြောင်လေးတွေခွေးလေးတွေကြောင်လေးတွေကသူတို့ပြဿနာထဲမှာကြက်ကလေးတွေကောင်းရရတာလို့ရှင် မှန်ဖြေနေတာကိုတွေ့လိမ့်မယ်။အဲ့ဒါဘာအတွက်မှန်ဖြေတာလဲဆိုရင်မစ္စတူတာ။သူရထားတဲ့အစာကိုလာပြီးတော့မထိနဲ့ဆိုတဲ့အတိတ်ပဲတော့။ဘုရားအကောင်းကိုမှန်ဖြေတယ်။ရံလို့တယ်လေ။ဒီတိရိစ္ဆာန်ကိုရောက်ဘူးလို့ကြားရခြင်းသေးတဲ့အစာကျွေးတဲ့အချိန်တွေ့ဘူးရပါလေ။အစာရေစာမောင်းဝိုင်းလင်လင်ကြီးသူတို့စားကြရတာမဟုတ်ဘူး။ ညနေစာကြွေးတဲ့အချိန်မှာတော့ကြည့်စာကြွေးမဲ့လူလာကနေတဲ့အကြာတွေချင်းလေးတွေကရောက်ရခက်တယ်။ဒီစာကြွေးတဲ့လူကအသားတကောင်တော့အထဲထဲကိုပြစ်ထည့်လိုက်တာနဲ့တရားနဲ့ကြားတဲ့ချင်းလေးတွေဘာလို့လဲဆိုရင်အဲ့ဒီအသားကိုကတ်ပြီးတော့ကျန်လိုက်လို့နေတာပဲ။မှန်ပြီပြီးတော့ဟဲ့ကဘာလို့ဆိုရင်မစ္စရိယတဲ့ဘုံပြောတာ သူရထားတဲ့အစာကိုလာပြီးတော့မထိနဲ့သိမ့်ပိုက်ထားပြီးစန္ဒာတွေမထိနဲ့ဆိုတဲ့သဘောနဲ့ဒေါသနဲ့မှန်ပြီးတာမစ္စရိယဖြစ်လာရင်ဒေါသစံကြည့်ပေါ့ခွေးကလေးနှစ်ကောင်ပါတစ်ကောင်တစ်ကောင်ကစားနေတဲ့ကြားထဲမှာအမဲလေးလေးတစ်ချောင်းကပြစ်ချခြင်းလာကဲ့မသိကြအစာအပ်ကြရတဲ့ကောင်ကလည်းလာမထိနဲ့ ဘောကတော်အောင်လဲလုမယ်အဲ့တော့ဒီမစ္စရိယဆိုတဲ့သဘောတရားကကိုရထားတဲ့အခွင့်အရေးတစ်ခုကိုသူများနဲ့ share ရမလုပ်နိုင်မလုပ်နိုင်တဲ့သဘောအဲ့ဒီမစ္စရိယဆိုတဲ့တရားကြီးလူရဲ့ society အသင်းအဖွဲ့ထဲမှာအတရေပြုပြီးတော့စီလုံးရေးကိုကြပြားစီရတဲ့တရားတစ်မျိုးဖြစ်သွားကြအောင်အဲ့ဒီမစ္စရိယတရားဖယ်ရှားရမယ် ပစ္စည်းရဲ့တရားဖယ်ရှားနိုင်လို့ရှိရင်ဘာတရားချောကားလို့ဆိုစာခစွန်ကျဲမှုစွန့်တော့မှုကိုရလာတဲ့အခွင့်အရေးတခုကိုအားလုံးနဲ့ share ရလုပ်ပြီးတော့ညံ့ညတ်တတ်တယ်လူလောကမှာအသုံးပြုတတ်တယ်စာခလို့ခေါ်မမြတ်တဲ့တရားတခုဒါကြောင့်မလို့တော်ရည်လာတတ်တယ်ကမစ္စရိယဆိုတဲ့စိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားဖြစ်နိုင်ပြီး မစ္စရိယခဲတဲ့ပုဂ္ဂိုလ်ဆိုရင်ဒါသူတော်ကောင်းတို့တတ်မှတ်ကြနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်လောကလူတွေကစကားတစ်ခုပြောလို့ရှိရင်အမတ်တရားကိုတိတိကျကျပြောလို့ရဝန်လေးနေတယ်လို့ဖြစ်တယ်ဒါကြောင့်လူပြောတယ်ဘုရားပပလင်္ကာမချောဆိုပြီးတော့ချောအောင် နည်းနည်းလေးအပူကလေးအစ်စ်ကလေးအလေးအမြာမဟုတ်တာလေးလို့နည်းနည်းဖြည့်ဆွက်ပြီးတော့ပြောတတ်တယ်အဲ့ဒါလို့မမမကန္နာလေးလုံးဝမထည့်ပဲနဲ့တကယ်အမှန်ကိုသာလေးအဖြစ်မှန်ကိုသာလေးမှန်တဲ့အတိုင်းပြောနေတဲ့အချိန်မှာပြောလို့ရှိရင်သစ္စာတို့ပေါ့အဲ့ဒီမှန်တဲ့သစ္စာစကားအလွန်ကံမိုးရှိပြီးအလွန်တဘိုးကြီးတဲ့အရာတစ်ခုပဲ လူတိုင်းလူတိုင်းဟာဝစီသစ္စာလို့ခေါ်တဲ့မှန်တဲ့စကားကိုသုံးချပြီးတော့ကိုလိုချင်တာတစ်ခုပြောမယ်ဆိုလို့ရှိရင်ဒီသစ္စာရဲ့အစွမ်းတတ်တွေရှိတယ်သစ္စာရဲ့အစွမ်းတတ်တွေရှိမှန်တာကိုပဲပြောအဲ့ဒါလို့မမှန်တာကမှန်တဲ့စကားကိုသာပြောရဲတယ်မှန်တဲ့စကားကိုသာပြောနေရှိတဲ့ပုံကူမျိုးဟာလည်းသူတော်ကောင်းပဲတဲ့ နောက်တစ်ခုကသူတော်ကောင်းတို့သတ်မှတ်လို့ရတာပါတော့အမြင့်ဒေါသကိုထိမ့်သိမ့်နိုင်တဲ့ပုဂ္ဂိုလ်အမြင့်ဒေါသကိုဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်လောကမှာစိတ်ဆိုးလို့ကြက်တရားတက်တာအများကြီးပဲလေမိသားစုထဲမှာအိမ်တော်စုပြိုကွဲသွားတာလို့ သာသမီကြီးကအမိသားစုအချင်းချင်းမျိုးကွဲသွားတာတော့တော်တော်များများကဒေါသကြောင့်ဖြစ်တယ်ဒေါသကတော်တော်များများလောကဒုက္ခပေးနေတဲ့ဓာတ်တေချာကံကြီးတွေထိုင်အောင်လုပ်တာကြီးကဒေါသကြောင့်ဖြစ်တာမတုကာရကအမိတတ္တကံပိတုကာရကဖတ်တတ္တကံအနာတကာရကယန္တတ္တကံ နောဟိတုပါဒကဘုရားသွေးစိတ်ဒီအောင်လုပ်တဲ့တန်။ဒါတွေကဒေါသအခြေခံပြီးတော့ဖြစ်တာ။အဲ့ဒီဒေါသကမကင်းနိုင်ဘူး၊မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ဒေါသကပြဿနာတွေအများကြီးတက်နိုင်တယ်။ဒါကြောင့်မလို့ကိုဒေါသကိုကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်ဟာဒီတော်လို့ပါလို့ကျင့်သူတော်ကောင်းတယ်လို့ဆက်ဆံတာ။ဟုတ်ပါရဲ့။ ယဟန်တော်တွေတိပိမခုံးရဆိုတဲ့ပညာချက်နဲ့ပတ်သက်ပြီးတော့ကျုပ်ကစုတတ်တူရဲ့ဒေါသထိန်ကုန်ပြဿနာများပေါ်လာရှိအေးမြင်းစည်းလာတဲ့ပုဂ္ဂိုလ်လုံးဝမြင်းအထားမောင်းတဲ့ပုဂ္ဂိုလ်မြင်းရဲ့ဆက်ကိုနိုင်အောင်ထိန်မြင်းရဲ့ဆက်ကိုနိုင်အောင်ထိန်နိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါကိုတကယ် ယထာတိုင်းလို့မခေါ်နိုင်ဘူးတဲ့ကုဒေါသကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်ကတကယ်ယထာတိုင်းလို့ခေါ်နိုင်တယ်လို့သစ္စာပြောထားတာရှိတယ်။ကျမ်းတော်တော်ကကြောင်းဆောင်ဖို့ရအတွက်ကြီးမားတဲ့သစ်ပင်ကြီးတွေကိုလှဲပေးပေါ့။လှဲတဲ့အခါမှာအဲ့ဒီသစ်ပင်မှာအမိပြုတ်ပြီးတော့ပုံမိတ်မှဖြစ်နေတယ် ဘုံမိတ်မှာမရှိသေးတဲ့ယုတ်ကလေးနဲ့ကအရှင်ဘုရားတဲ့ကို့အတွက်တစောက်အောင်လုပ်ချင်တာနဲ့တပည့်တော်ရဲ့တစောက်အောင်ကိုမဖြည့်ဆည်းပါဘူး။သူပြောတဲ့စကားလေးကလည်းဟုတ်တယ်။ကို့အတွက်တစောက်အောင်လုပ်ဖို့အတွက်သူများအောက်ကိုမဖြစ်ပါနဲ့။ကျွန်တော်ဟုတ်ကတော့နားထောင်ငါဆောင်တော်သူပြောလို့မရတော့ဘာလုပ်လို့လဲသူရဲ့သားငယ်ကလေး ခုတ်မဲ့နေရလို့ယုတ်ကစိုးကသူ့ရဲ့သားနေမိရှေ့ကထားလိုက်ရင်တော့ဒီလိုတော့ခုတ်မှာမဟုတ်ဘူးဆိုပြီးတော့တစ်ပြင်ဖြတ်နေတဲ့ခုတ်နေတဲ့ဓာတ်ခုတ်မဲ့နေရကိုကလေးလေးကိုယုတ်ကစိုးသားလေးကိုထားလိုက်တဲ့အချိန်ပုဂ္ဂိုလ်ကလည်းအားနဲ့ခုတ်ချလိုက်တဲ့အချိန်မထိတ်နေတော့ဘူး ਨੇ ယုတ်ကစိုးသားလေးလက်ပေါင်းကနေပြတ်သွားတယ်ဒါခုတ်မိပါ ကဲစင်းကားကြည့်အဲ့ဒီအချိန်မှာတော့စိတ်ဆုံးလို့ဆိုစဉ်းစားကြည့်တော့ကိုကိုတိုင်းချုပ်ရရင်အခုတ်ပါနဲ့လည်းပြောတယ်ဒီကလေးလေးမြင်ရင်လည်းခုတ်လိုက်တယ်ဆိုတော့ထောက်စိတ်ဆုံးသူတို့အဲ့ဒီနာကသူရဲ့တကောပါဝါနဲ့အဲ့ဒီယဟန်ကိုအဲ့ဒီနေရာမှာပဲတတ်လို့သူရတတ်လိုက်တော့မလို့စိတ်အကြီးကျယ်စိတ်ဆုံးသွားတယ်ဘာဖြစ်လို့လဲသူ့ကောင်းငယ်ကလေး လက်ပေါင်းကပြတ်သွားအတော့ကိုစိတ်ဆိုးသွားပြီးတော့တတ်မလို့စိတ်ဆိုးလိုက်စိတ်ဖြစ်လိုက်တဲ့အချိန်မှာဒေါသကိုပြန်ပြီးတော့ break out လိုက်ပြန်ထိန်လိုက်ဘယ်လိုထိန်လိုက်လဲဩဒီကိုယ်တော်မှာဆရာသမားရှိဘုရားရှိငါတတ်လိုက်လို့ရှိရင်ငါမှာအမှုတူတွေဖြစ်လိမ့်မယ်အဲ့တော့သူ့ရဲ့ဆရာသွားပြီးတော့တိုင်မယ်ဆိုပြီးတော့မြတ်စွာဘုရားတောင်းရှာတယ် ရှောက်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီခုနကစကားလေးကိုအင်းဒီလိုကုဒေါသကိုကိုထိနေနေပြီပါဒီကိယထာတိအစ်စ်ပဲထာတိအစ်စ်ဒီလိုပုဂ္ဂိုလ်မျိုးမှာအရှိန်နဲ့ထွက်လာတဲ့ဒေါသကိုဖမ်းပြီးတော့ထိလိုက်တယ်ဆိုတော့လောကိစ္စမဟုတ်ဘူးဆိုပြီးမြတ်စွာဘုရားကချီးမွမ်းတယ်ဒီယဟန်ကတိလားရှိတဲ့ယဟန်နဲ့သောတ္တပြီလို့ရှိရင်ဘယ်အကုသိုလ်တွေဖြစ်ပြီးတော့ငရဲကြရလိမ့်မယ် ကုဒေါသကိုမထည့်တဲ့နေတဲ့ကြောင့်အခုတော့မသာပဲကုဒေါသကိုခိန်းတာသိကောင်းတာပဲနဲ့မြတ်စွာဘုရားကတရားဟောပြီးဇေရုံကျောင်းတော်ထဲမှာဘယ်နဲ့မှမရှိတာမကြံကံကမှတက်ကသုတိသွားလို့အားသွားတဲ့ဘိမှန်တစ်ခုညွှန်ပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာနေလို့သူ့ကိုနေရာချပေးချာဟောဒေါသကိုခိန်းတယ်သူတော်ကောင်းတယ် တော်လာခိတ်နိုင်တယ်ဒါတရားရှင်းနေဆိုတာဒီလိုလက်တွေ့ရှင်းတာကိုပြောတော့နော်ဒါတော်ရင်းသားလက်တွေကနေပြီးတော့သူတော်ကောင်းတို့သတ်မှတ်ရတဲ့စံတွေကိုထုတ်